ီလိုပဲကျွန်တော်အဲ့ဒီဟာတင်တဲ့နေရာနဲ့စပြီးကျွန်တော်အောက်မှာ comment တော်တော်များများအဲ့လိုလာမေးကြတယ်ပေါ့နော်ဒီတစ်ခေါက်တော့ရိုးရိုးသားသားတယောက်တည်းယူထားတာလူပါရေးပေါ့ရုံစုံစစ်ချမှုအတွက်ကျေးအားပါစားပေးခြင်းချစ်တာအိမ်မွေးတလိဆန်လေးတွေရဲ့နေဆိုတော့အဲ့ဒီအတွက်ရည်ရွယ်ပြီးတော့တချင်းထုတ်ထားထုတ်ဖို့လည်းရှိပါတယ်ကျွန်တော် vocal guide လုပ်ပေးတာပုံမီလေပုံမီရောငွေစလိုင်းရောငွေစလိုင်းဆရာမကြီးညဆရာလေးတနေ့ချစ်ချွန်နေနေပါစေ ချောင်းမင်းကြီးလည်းပြီးမပြူတဲ့ချစ်ချစ်ပါစေကြကြံရတော့ဘဲမှာတော့လောလောဆယ်မရှိသေးဘူးပေါ့လေအိမ်မှာပဲနေပြဖို့တော့များပါတယ်တရားစခန်းလည်းမဝင်ကြဘူးလေနော်အေးအေးဆေးဆေးပဲနေကြတော့ဟိုတရားဘာဝနာကလည်းပွားများအောင်ပါဆိုတော့ပြင်းတာပေါ့တဲ့ဒီကြောင်နေဆိုတော့ပြေဝခဲ့ရင်ပျော်ရွှင်ရမယ်ချစ်ချောင်းမင်းတဲ့လုံးနေနေတူရှိတာပေါ့ရှိတာပေါ့ ကျဲရှိသေးတယ်မျက်နှာဖုံးများရှိသေးတယ်ကန်ဒဝင်ညိုးရှိသေးတယ်အစိတ်ရှိသေးတယ်လေးကားလုံးကြံသေးတယ်ဟောကျော်တဲ့ဇုံနေကအစိတ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဒါကလည်းအောင်ခင်မင်းရိုက်တာပဲအော်တွဲရိုက်ပူပါတယ်ကျော်တဲ့ဇုံနေကကျွန်တော်လေကန်ပါတယ်ဟိုနိနန်သာလွဲတာလေတနင်္လာသာစနေသားတာ꽌တာနာမည်ကလည်းသူကလည်းကျော်ထက်အောင်နာမည်ရင်းอ่ะကျွန်တော်လည်းကျော်ထက်အောင်ပဲပြီးလို့ရှိရင်ကျွန်တော်တို့ရောက်တဲ့နေရာလေးတွေကံလေးတွေကအမြဲတူတက်တယ် အဲစုံမီဟိဆိုနှစ်ယောက်တော်တော်စုံတတ်တယ်နောက်တစ်ခု focus beauty မှာဆိုလဲကျွန်တော်တို့နှစ်ယောက် brand ambassador ပေါ့လေအဲအဲ့လိုမျိုးလေးတော်တော်စုံတိုက်တိုက်ဆိုင်ဆိုင်လေးစုံတတ်တယ်အခုအောင်ခင်မင်းမှာဆိုလဲအဲကျွန်တော်ဟိုရှေ့မှာဒီလိုမျိုးတင်ပေးပြီးပြီးတော့အခုနောက်တစ်ယောက်ကိုတင်တော့ကျော်ထက်စော်ဖြစ်နေတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ကြရတဲ့တိုက်ဆိုင်သူကြရတဲ့တိုက်ဆိုင်မျိုးပဲကျွန်တော်နဲ့သူနဲ့ဆိုပြောပြတယ်ရင်ဘွားညီကိုရီလားမသိဘူးကိုကြီးတို့ကလေအဲ့ဒီတက်တီကိုကိုကြီးတို့တကယ်ကြီးကျွေးတယ်လား လူသစ်တွေပြီးလို့ရှိရင်အဲလူငယ်မျက်စိထဲမှာရှိတဲ့လူငယ်တွေဆိုလို့ရှိရင်တင်ရဲတဲ့တက်တီကိုတော့တကယ်ချီးကျူးတယ်။အဲအဲ့ဒီဟာကအဲတခြားဘယ်လိုပြောမလဲအကျိုးအမြတ်ရဲ့လို့အရန်မကြည့်ဘူးနဲ့တူတယ်အဲ့လိုပုံစံနဲ့တူတယ်ပြောပြောဟုတ်အာငွေဆိုင်ဇနီးများလာမယ်မင်းမင်းမုံရိုက်ထားတာဒါလေးကလေအဲဒရမ်မာလည်းဟုတ်တယ်အဲကောမဒီလည်းဟုတ်သွားပြန်အောင်ပေါ့နော်ဟို ဒီကျွန်တော်တို့တရုတ်ဆောင်တွေကက်စတင်နေလုံနေရင်းနေဟိုမှာဟိုမှာရံဖြစ်နေတဲ့အခန်းတွေပါတယ်ဒါပေမဲ့ပရိသတ်ကရည်နေရမှာဖြစ်တယ်အဲ့လိုအဲ့လိုဟာလေး block လေးတွေကအဲ့လိုလေးပေါ့ဒီလိုပဲကျွန်တော်အဲ့ဒီဟာတင်လဲနေရနေစပြီးကျွန်တော်အောက်မှာ comment တော်တော်များများအဲ့လိုလာမေးကြတယ်ပေါ့ဒီတစ်ခေါက်တော့ရိုးရိုးသားသားတယောက်တည်းယူထားတာတကယ်ကိုတယောက်တည်းယူထားတာညာဆိုတာကအဲ့ဒီအိမ်မှာအဲ့ဒီအိမ်မှာချွေးမတွေအဲမြီးတွေ မိန်းကလေးအင်အားများတဲ့ family ဖြစ်သွားတာအဲအဲ့အကြောင်းပေါ့လေအဲ့ဒါပြန်မလဲရှိနိုင်တဲ့အတိုင်းဟာရှိတယ်ရှိတယ်ပြန်မလဲကျွန်တော်မျက်စိရှိမှတယ်အတတ်နေကြတဲ့အမွေအတွက်လူနေကြတာရှိတယ်ကောဘယ်သူမှလို့ဘယ်ရောက်မှလို့ဆိုပြီးချစ်ခဲ့တာပေါ့။အရင်တော့အဲအရင်တော့ကဟိုရွေးတဲ့ပုံစံလေးကတော့တမျိုးပေါ့လေ။အခုနောက်ပိုင်းအခုဒီကာလပိုင်းခြားမှာကျွန်တော်ဇက်ရွေးတဲ့ပုံစံလေးကလည်း အဲတမျိုးလေးပဲအဲ drummer ပဲသွားကျင်တဲ့စိတ်ကတော့ပုံများပါတယ်စိတ်ကတော့အဲဒါပေမဲ့ကိုနဲ့လိုက်တဲ့ plot တွေဟိုဟာတွေလည်းရှိသေးတယ်တချို့ဆို ပြောပြရလေးရှိတယ်ကျွန်တော်နဲ့လိုက်မဲ့ဟာတာပဲဖြစ်ဖြစ်ဒီ fancy ပဲဖြစ်ဖြစ်ဘလို့လိုက်မှလေးရှိရဆိုဟိုကိုရိတ်ချင်တာလုံးဝနည်း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 ဖြစ်နေ commercial တော့မဖြစ်ဘူးပါလေကျွန်တော်စိတ်ကူပါကြတော့အဲ့လိုဖြစ်နေဟောဘန်ဒီဆွဲတဲ့စင်းထွက်ထားတယ်နောက် April 17ရက်နေ့မှာအော် past day လေ international past day ဟိုဒီကို အိမ်မွေးတလိษံလေးတွေရဲ့နေဆိုတော့အဲ့ဒီအတွက်ရည်ရွယ်ပြီးတော့တချင်းထုတ်ထားထုတ်ဖို့လည်းရှိပါတယ်အဲအဲ့ဒါလေးကကြတော့ April ကကျွန်တော်တို့ကစိတ်ဝင်စားစရာကတကြံခံသွားတဲ့အတွက်ကြောင့်မလို့ April လအကုန်လုံးမှာဖြစ်ပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပိုးမီရေးပေးထားပိုးမီပိုးမီရေးပေးထားဟုတ်ဟုတ်သူ့ဘက်သူလေးကကျွန်တော်က idea ပေးလိုက်တာပိုးရေးလို့ညီမလေးလို့အကွာလို့အဲ့လို feel လေးလိုချင်နေဆိုချင်နေဆိုတော့သူကရေးပေးထားဟုတ် တော်တော်ကောင်းတယ်။အုံးမှာပဲကိုပိုင်တန်းစင်ပဲ။ဟုတ်။ရှိုးဆောင်တော့မဟုတ်ဘူးတဲ့ဒီရဲ့အဲ့လိုဖြစ်ကိုပိုင်ချင်းပေါ့။ကျွန်တော် vocal guide လုပ်ပေးတာပုံမီလေပုံမီရောငွေစလိုင်းရောငွေစလိုင်းဆရာမကြီးညဆရာမကြီးညလေတပည့်တပည့်ပေါ့။1 2 3ချစ်တာမခီစုံတီရာစုမူကြူပြည့်ချိန်ဆိုရင်ချိန်ရဲ့ဒီကြံရတော့ဘဲမှာတော့လောလောဆယ်မရှိသေးဘူးပေါ့လေအိမ်မှာပဲနေပြဖို့ကိုများပါတယ်အိမ်က family နဲ့နေဖို့ကိုများပါတယ် အရင်နှစ်တွေကလည်းမရှိဘူးဘယ်မှမသွားနားပြစ်တာပေါ့လေကောင်းပါ့မယ်အဲ့လည်းနားပြစ်တာဟိုတရားစခန်းလည်းမဝင်ကြဘူးလေနော်အေးအေးစေးပဲနေကြတော့ဟိုတရားဘာဝနာလည်းပွားမရအောင်ပါဆိုတော့ပြင်းတာပေါ့တဲ့ဒီအားရနေ့တက်ရောက်တော့မှဆိုတော့ဒီကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေအားလုံးကျမ်းမာသက်ရှိပြီးတော့ရှင်လန်းပါစေပြီးတော့ဟောတောကတွေကင်းဝေးပါစေအဲစိတ်ဒုက္ခအန္တရာယ်ပေးတွေလည်းကင်းဝေးပါစေ